ရမ်းပြည်နယ်လမ်းပန်းဆက်သရေးဝင်ကြီးဦးနေဝင်းအောင်တိုင်းသားရဲဝင်ကြီးဦးအောင်ကြည်ဝင်းမန္တလေးငလင်တန်းကျောင်းအင်းလေးဒေသအတွင်းထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအတွေ့ပျက်စီးဖို့ငွေများပေးအပ်ပွဲခန္ဓာတက်ရောက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးငလင်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့သည့်အင်းလေးဒေသအတွင်းရှိနေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက်အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှပစ္စည်းတန်ဖိုးငွေများထောက်ပံ့ပေးအပ်ပွဲခန္ဓာကို အောက်တိုဘာ26ရက်နေ့နဲ့10နာရီကညောင်ရွှေမြို့နယ်အင်းလေးဒေသကေလာကျေးရွာအုပ်စုဇေယျကြီးကျေးရွာ အခြေခံပညာမူလာတန်းကျောင်း၌ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်ဆွေရအဖွဲ့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်နဲ့ဦးအောင်ကြည်ဝင်းတို့ကပစ္စည်းပိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆက်လင်း၍အသီးသီးအမှားစကားပြောကြားကြပြီးပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ငွေများ ပေးအပ်ကြရာမန္တလေးငလင်တန်းကြောင်းထိခိုက်ပျက်စီးခဲ့သည့်ဒေသခံနေအိမ်ပိုင်ရှင်များကလက်ခံရယူခဲ့ကြပါသည်ထို့နောက်ဒေသခံပြည်သူတို့ကကျေးဇူးတင်စကားပြောကြပြီးပြည်내ဝန်ကြီးများနှင့်ဧည့်သည်တော်များကတူးချင်းစီအတွက်ထောက်ပံ့ပေးအပ်ငွေထုတ်ပေးနေမှုကိုကြည့်ရှုအားပေးခဲ့ပါသည်အခမ်းအနားပြီးတွင်ပြည်내ဝန်ကြီးများသည်တလဲဦးကျေးရွာဦးစုအင်းငင်းကုန်းကျေးရွာရှိအင်းလေးကံတွင်တောက်တုံးရေဖြန့်ဖြူးပေးနေသည့် ဆက်ရည်တွင်နှင့်ရေလောင်ကန်တို့အားတွားရောက်ကြည့်ရှုစစ်ဆေးရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီးပြည်내ဝန်ကြီးများကဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်ခမညာ